ပြိုင်ပဲခတ်စောရက်သက်တပတ်နေ့ရက်အားဖြင့်ခုနှစ်ရက်ပေါ်အဲ့ဒီနေ့တွေဟာပြက်ကရင်ပေါ်မှာခနာလေးဆိုပေမဲ့ရှေးကြလုံးနေမာရှယ်လောတို့ကာဖျူတို့ဆိုတာကိုကျွန်တော်တို့ဘာမှမသိပေမဲ့ညနေဆောင်လာတဲ့မျိုးကလေးကတိတ်ဆိတ်ဖို့ရာတက်တုပ်ရိုက်တင်းဆက်နေကြတာကိုမြင်တွေ့ရပါတယ်မိုးလင်းတာနဲ့ဒီနေ့မှာတော့ဘယ်ပလီကိုဖျက်ဆီးပစ်လိုက်ပြီဘယ်ဘုံကြီးကိုတော့ဘလူလုံးပစ်လိုက်ပြီးစသဖြင့်စသဖြင့်ကောလာဟာလာတွေကရောက်ွက်ထဲမှာဘလူပြန်နေတယ် ျွန်တော်တို့ရောက်ွက်လေးဟာလူမျိုးပေါင်းစုံဘာသာပေါင်းစုံနေထိုင်ပြီးပြောချင်းစရာကောင်းပေမဲ့အခုတော့တယောက်နဲ့တယောက်တန်ဆရာတွေနဲ့ပုံမူတိတ်ဆိတ်သွားခဲ့တယ်။လူကြီးတချို့ဟာရေဒီယိုတိတိလေးကနေ BBC VOA ရသတင်းတွေကိုနားထောင်ရင်းပြောနေဆိုနေကြတယ်။စိတ်ပြက်စရာအခိုက်အတန့်ပါပဲ။ပိုပြီးစိတ်ပြက်စရာကောင်းတာကကျူရှင်တွေပိတ်ပစ်လိုက်တော့မက်ဆင်ကိုကျွန်တော်တို့တွေးခွင့်မရဘူး။နောက်ဆုံးတစ်ခေါက်တင်းကျိုင်းထဲမှာတွေးလိုက်ပြီးချော့နေတော့မှပဲသူ့အမေရောက်လာတော့ကောင်းကောင်းရှင်းပြခွင့်မရလိုက်ဘူးမဟုတ်လား ျွန်တော်လည်းနေဘက်ဆိုရင်စောင်းငားဆိုင်ကစောင်းတွေငားဖက်ရင်ပဲချိန်တွေကိုဖြုံးနေလိုက်တယ်။အောင်ကောင်းလည်းသူ့အမိတီလာရှင်ဝိတဲ့ကိစ္စသူ့အိမ်ပြောင်းတွေကိုကိစ္စတွေရောမျိုးတဲ့အချို့နေရာတွေမှာအထီကရုံတွေဖြစ်နေတယ်ဆိုတဲ့သတင်းတွေကြောင့်တော့မသိကျွန်တော်စီကိုပေါ်မလာဘူး။ကာဖြူရုပ်သိမ်းလိုက်ပြီ။ညလေကင်းတစ်ခုမှတော့ကျွန်တော်တို့ရောက်ကွက်ကအရန်မီးသက်ဥစိတ်မြင့်ကဝမ်းသာအားရအော်ပြောတန်ကိုကြားလိုက်ရတယ်။တကယ်လဲညနေပိုင်းဆိုရင်လူတွေစီစီကားကားနဲ့ပြန်ထွက်လာတော့မြင်ရတာပါပဲ။ ကျွန်တော်လည်းမထိုင်ပြတာကြားတဲ့ဂျာမနီလက်ပေးဆိုင်ဘက်စီကိုထွက်လာခဲ့လိုက်တယ်။တခါမှတော့တန်ကြမာဟာတယ်လီဖုန်းကြိုးတစ်ချောင်းလုံးပဲသက်ဆိုင်သူနှစ်ဦးတန်ကိုခေါ်ဆိုမှုလုပ်ပေးတယ်ထင်ရဲ့။လမ်းထဲရောက်ရောက်ချင်းမှာပဲစပိန်ကိုစီနဲ့အုပ်စုဘက်နင်းလာတဲ့မက်ဆင်တို့ကိုတွေ့တော့တာပါပဲ။မင်းနဲ့ချင်းဆက်လာတဲ့ကျွန်တော်ကိုမြင်တာနဲ့မက်ဆင်ဘေးကသူ့တငယ်ချင်းတွေဟာတကားဟားနဲ့ရေကြတယ်။ဤစဉ်မို့အိုမနင်းအမေကမှားထားတယ်နော်။တင်းချိုင်းစောင်းနေနဲ့မပေါင်းစီနဲ့လို့ ောက်တူးလည်းနဲ့သူ့ဘာရစာဘရော့စကီဘရော့လို့အများကခေါ်တာခမားတို့ကြုံမှုလားယောက်ျားတယောက်ကိုမိန်းကလေးတစ်စိုက်ကဝိုင်းပြီးလောင်ခံရတဲ့အခါမှာဖြစ်လာတဲ့ခံစားချက်မျိုးကိုအာအတော်ဆိုးတယ်ဗျကျွန်တော်မက်ဆင်ကိုကြည့်လိုက်တော့သူကလည်းကျွန်တော်ကိုကြည့်ရင်ရဲမောလို့ဒီအပိုင်းတွေတွင်ကျွန်တော်တို့ရဲ့တင်းဆိုင်ကုန်းကဇလန်းဟာမက်ဆင်ရဲ့တငယ်ချင်းတွေတစ်စိုက်ကြားလဲတော်တော်ရဲစရာဖြစ်ခဲ့တယ်ထင်ရဲ့ကျွန်တော်ကတော့သူ့ဘာရစာဖြစ်ဖြစ်တင်းဆိုင်ဆောင်ပဲဖြစ်ဖြစ် မအာဇီဝမှုနိုင်ကြတယ်လို့မမြင်မိပါဘူး။ဒါပေမဲ့လည်းကျွန်တော်နဲ့မက်စင်ရဲ့မက်စင်ရဲ့အမေကြီးရဲ့ကြုံတွေ့ရပုံကရဲစရာဖြစ်ရမို့ရဲကြတာပဲဗျာ။တူ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 ရှင်းပြနာကျင်စရာလည်းမလိုပါဘူး။နော်။အခုချိန်နေမှာမက်စင်လာသွားပြီတကူပြောမယ်ဆိုရင်လေဟိုအမများအုပ်ကတိုးမပေါက်ဘူးဗျ။ဒီအချိန်နေမှာတွားတို့ရင်ကိုပဲခြားခြားလဲသွားမှာ။ဒါနဲ့သူတို့နောက်ကိုကျွန်တော်မလိုက်ပဲ။အပင်းဆိုင်ဘက်ကိုပဲစပိန်နေပြီးထွက်လာခဲ့လိုက်တယ်။ စိုင်ထဲကိုဝင်ပြီးကိုကန်ထရီတို့ကိုပေါ့စီတို့ထိုင်နေတဲ့ဇဝဲနားမှာကျွန်တော်ဝင်ထိုင်လိုက်တယ်။ပြောင်းကြော်သာမင်းငငယ်ချင်းဟိုအောင်ဘလို့ဖြစ်တာလဲ။ကိုပေါ့စီကစေးဘောလေးဖြာနေရင်းကနေမေးတယ်။ဘာတူလဲကိုဘာဖြစ်လို့လဲ။အောင်းကောင်းလေ။ဩကိုရက်ကသူ့မှာစုံသွားတာလေ။နှလုံးရောကနေ။အဲ့ဒါကိုပြောတာမဟုတ်ဘူး။ဒီကောင်အခုလူတက်မှုနဲ့အဖမ်းခံရရတယ်။ဗျာဟုတ်တယ်။မင်းညကသူ့မိတွေကိုတတ်လိုက်တယ်ဆိုပြီးရဲတွေကစစ်စေးကိုခေါ်သွားတယ်တဲ့။ ျွန်တော်ချက်ချင်းပြန်ထပြီးအောင်ကောင်းဖေရဲ့အိမ်ရှိရာမြင်းတော်သားရောက်ကွက်ဘက်ကိုစပိန်နေမီထွက်လာခဲ့လိုက်တယ်။အောင်ကောင်းရဲ့ဖေရဲ့အိမ်ကနှစ်ထိုက်တိုက်ကောင်းကောင်းမှာခြံဝင်းထဲမှာတက်ခွပန်းတွေအခြားအလှပန်းတွေနဲ့အုံအုံဆန်းဆန်းနဲ့နေခြင်းစရာကောင်းပါလေ။သူတို့မိသားစုကလည်းချမ်းသာတဲ့အပြင်အောင်ကောင်းရဲ့ဖေကအားကစားမှာအာရှဆင့်ရောက်ခဲ့တဲ့အားကစားသမားဖြစ်သလိုမိပြလည်းဖြစ်ပါလေ။ဒီကောင်တလောက်စင်ကြတဲ့အိမ်ကိုရောက်တာရပ်ပိုင်းနဲ့ဘာလို့များပြဿနာဖြစ်ရတာပါလဲ။ ကျွန်တော်လည်းအင်ရှင်မှာစပိန်ကိုရက်နေရင်စဉ်းစားနေမိတယ်။တီတီတီအဲ့ဒီအချိန်မှာကားစီဟွန်ဒီတန်ကြောင့်ကျွန်တော်လှည့်ကြည့်လိုက်တယ်။ကားမှန်ကပွင့်လာပြီးနေကမျက်မှန်နဲ့စပင်ခတ်တူတူထောင်းတော့အသားညူညူလူတယောက်အောင်ကောင်းရဲ့ဖေမျက်နှာပေါ်လာပါလေ။ငါတို့ဘာကိစ္စရှိလို့လဲ။ကျွန်တော်အောင်ကောင်းတငယ်ချင်းမှာဦးသူကနေကမျက်မှန်ကိုချွတ်လိုက်တယ်။ကားပေါ်ကနေဆင်းလာပြီးခြံတကားကိုတော့ပွင့်တယ်။ခြံထဲကိုဝင်ပါဦး။ဦးကားသွင်းလိုက်ဦးမယ်။ ျွန်တော် channel ကိုစပိန်တွုံးပြီးဝင်လိုက်တယ်ဝင်ဝင်ချင်းပါပဲ channel ရဲ့ညာဘက်တော့တောင်းကူရောင်ရဲ့ဘေးမှာရပ်ထားတဲ့အောင်ကောင်းရဲ့ပြိုင်မင်းကိုတွေ့လိုက်ရတယ်ပြိုင်မင်းရဲ့ဘေးနားတစ်ဝိုက်မှာလည်းထုံးမုံတွေဖြူရတာကိုထူးထူးခြားခြားတွေ့ရတယ်အောင်ကောင်းရဲ့အဖေဟာကောင်းကိုကူရောင်ထဲကိုတွင်းပြီးပြီးချင်းတော်တရဲကိုကင်ပြီးကျွန်တော်စီကိုရှောက်လာတယ်တာတားနာမည်ဘလို့ခေါ်လဲကြော့သွားပါဦးအောင်ကောင်းနဲ့တားအတော်ရင်းနေလားကျွန်တော်တို့ကတငယ်ချင်းအရင်တွေပါဦးအော်အေး ခဏနေနာယီသတင်းမေးကြတဲ့လူတွေရောက်လာလိမ့်မယ်သူတို့မလာခင်အိမ်ထဲမှာစကားပြောကြမယ်ကွာအောင်ကောင်းရဲ့အဖေဟာရှေ့ကဥဆောင်ပြီးအိမ်တကားတော်တွေကိုဖွင့်နေတယ်မင်းအန်ဒီရဲ့ဘော်ဒီကတော့ရင်ခွဲုံထဲမှာပူလစ်ကိတ်ဆိုတော့ရဲတွေစစ်ဆေးနေကြတယ်ကျွန်တော်လက်မကြည့်ပဲပြောနေတာပါထိုင်ကွာအိမ်တွင်းအပြင်စင်ဟာခင်မိတဲ့ပစ္စည်းတွေနဲ့တော်တော်လေးကိုခန်းထားပါတယ်အဲ့ဒီတော့ကအိမ်တိုင်းမှာမရှိတဲ့လေးပိစက်တွေရေခဲတက်တာတွေ TV အောက်ဆက်အကောင်းသားတွေရှိနေပါလေ အာကစားစုတစိမ့်တွေဖလားတွေဒိုင်းတွေနိုင်ငံခြားအာကစားပြိုင်ပွဲတွေမှာရိုက်ထားတဲ့အောင်ကောင်းပြီဥကောင်းမြတ်ရဲ့ငငယ်ကဓပ်ပုံတွေကလည်းအဲ့ကန်းတဲ့အပြည့်ပါပဲကျော့လိမ္မော်ရီတော့ဥကတော့စိတ်ရမ်းရှုပ်ထွေးလာလို့ဘီယာလေးတောက်လိုက်အောင်မယ်ကွာနော်ဥကောင်းမြတ်ကမ်းပြည့်တဲ့စမ်းကစ်လိမ္မော်ရီဘူးကိုကျွန်တော်ဖောက်တော့လိုက်တယ်အဲ့ဒီတော့ကစမ်းကစ်လိမ္မော်ရီတန်ဘူးဆိုတာကိုကျွန်တော်တို့က TV ထဲမှာပဲမြင်မှုတာကောင်းလိုက်တာဗျာချိုးအေးမွေ့လေဘိုးတော်ကလည်းတိုက်ကားဘီယာတခုကိုဖောက်တော့နေတယ်တကယ်က တိုက်ကားလေးများတိုက်ရင်ပိုပြီးကောင်းပါဟိုမင်းငယ်ချင်းကတော့ရဲစကမ်းပါကွာဟူးဟိုဘလူပြစ်တာလေဦးဦးလည်းအခုထိတေချာမသိသေးဘူးအောင်းကောင်းဝင်ကိုရောက်လာတော့အန်ဒီကလည်းကောင်းကောင်းမွန်ပါပဲသူတို့ချင်းလည်းအဆင်ပြေနေကြတာပါပဲမနေ့ကတော့ဦးကရန်ကုန်ကအဖွဲမှာအစည်းအဝေးရှိလို့နေချင်းမြန်ဆိုပြီးတက်သွားတာဟိုမှာအပေါင်းသင်းကောင်းတွေနဲ့စုံရင်ညနေဆောင်သွားတယ်အခုမှလည်းမာရှယ်လို့ရှိတာနဲ့ပြန်လို့လည်းမရတော့တာနဲ့ရန်ကုန်မှာပဲညားရည်လိုက်တယ်ဒီမနေ့ပြန်လာတော့ ဦးကောင်းမြတ်ကစကားကိုစံပြောနိုင်တော့တဲ့ပုံစံနဲ့ဘီယာဘူးရဲ့တစိမ့်ကိုလှဲ့ပတ်ကြည့်နေတယ်။ပြီးတော့တမော့မော့တယ်။ဟောဟိုကောက်ကိုယ်တော်မေးမှာသူ့ရဲ့ထဲမှာလဲနေတဲ့မင်းအညီရဲ့အလောင်းကိုတွေ့တာပဲ။လဲမင်းအောင်မေးဦးကနေဓာတ်နဲ့ထိုးသွင်းတာလား။ဦးကောင်းမြတ်ရောကျွန်တော်ကဘာစကားမှမဆိုပဲငြိမ်သက်နေကြတယ်။ဦးပဝင်းရှင်ကိုအော်ခေါ်တော့ဘေးအိမ်တွေကရောက်လာကြတယ်။ အဲ့ဒီတော့မှသားတငယ်ချင်းကိုတတိယပြီးအိမ်မော်ကိုအားလုံးတက်ကြည့်ကြတော့သူ့အခန်းတကပွင့်နေတယ်ပြီးတော့သူကဂရင်းမော်ကငူကြီးထိုင်နေတာလက်ထဲမှာလည်းနောက်ဘေးမှာတုံးတဲ့တာလီသားကြီးမြဲသူ့ရေပေးနေတဲ့တာလီသားနဲ့ဟာအောင်းအောင်ဦးမိမောက်တတ်လိုက်တယ်လို့ဦးထင်တာလားဦးလည်းမသိတော့ဘူးအောင်းအောင်မေးတော့လေသူဘာတခေါမှမပြောဘူးစိတ်ဖောက်ပြန်နေသလိုပဲလူတွေကိုကြောင်တော်တော်နဲ့ကြည့်နေတယ်အခုလည်းရဲစခန်းမှာဘာမှသူ့ကိုမေးလို့မရဘူး အောင်ကောင်းနဲ့ကျွန်တော်ရောက်ွက်ထဲမှာရံဖြစ်ဘူးပဲမြဲဒီကောင်တလောက်လည်းရဲဆဲရဲမဟုတ်ဘူးကျွန်တော်တော့အောင်ကောင်းတတ်တယ်လို့မယုံဘူးဒီရင်ကြီးမှာမင်းအနီနဲ့အောင်ကောင်းနှစ်ယောက်ပဲကြံရိတ်ခဲ့တယ်ပြီးတော့အောင်ကောင်းကိုစားတွေ့တော့ဦးနဲ့လူတွေအများကြီးပါနေတာလေဒီကိစ္စကိုဦးကဘလို့ဖုံးလို့ရတော့မလဲဒါပေမဲ့ဦးရဲ့သားကဒီတယောက်တည်းရှိတော့တာသူ့ကိုဦးကာဝယ်ရမယ်မုံမုံတော့ကလို့လက်လွတ်လို့တော့မရဘူးကျွန်တော်အောင်ကောင်းကိုတွေးလို့ရမလားဦး မနေ့ပြန်မနေ့၁၀နာရီလောက်တော့အချုပ်ခန်းထဲကိုဦးသွားလို့ရှိတယ်။သားလိုက်ချင်းဒီအိမ်ကိုလာခဲ့ပါ။ဟုတ်ကဲ့ပါဦး။ကဲခဏနေရင်နာအေးမေးဖို့နဲ့တုတ်တံပြင်းဖို့မင်းအန်ဒီရဲ့အမျိုးတွေနဲ့မိတ်ဆွေတွေလာရတော့မယ်။ဟုတ်ကျွန်တော်ပြန်လိုက်ပါဦးမယ်ဦး။ကျွန်တော်အိမ်ပြင်ကိုထွက်လိုက်တော့ဦးပေါင်းမြတ်ဟာခြံတကားကိုဖွင့်ပေးဖို့ဘေးကလိုက်လာတယ်။ကိုတော်ဘေးမှာရပ်ထားတဲ့ပြိုင်မင်းကိုကျွန်တော်တစ်ချက်ကြည့်လိုက်တယ်။အဲ့ဒီစပိမင်းမှာပဲမင်းအန်ဒီလဲကြနေတာ။သူ့သွေးတွေကိုထုံးနေတဲ့ဖုံးလာရတယ်ကွာ။ ကျွန်တော်စိတ်ရဲတခုခုထင်ကနေမမူတီတော့ကလည်းဒီစပိန်မင်းမဟုတ်လားအခုလည်းတိုက်တိုက်ဆန်ဆန်အောင်ကောင်းရဲ့မိတွေကဒီစပိန်မင်းမှာဓာတ်တို့ခံရပြီးသိနေတယ်ဥဒီပြိုင်မင်းကိုအောင်ကောင်းဒီအပိုင်းစီးသေးလားဒီရက်တွေကမျိုးလဲလဲရိုးရိုးရိုးသတင်းနေနေမို့သူလည်းဘဲမှမတော်ပါဘူးဥကနီတန်းတို့ဆက်လီဝယ်ပေးတာလို့အောင်ကောင်းကဂိမ်းပဲစော့နေတာစပိန်ကဘာဖြစ်လို့လဲကျွန်တော်ပြိုင်မင်းနောက်ရောက်သွားမိတယ်အနီးနောက်ရောက်တဲ့အခါမှာတကူလုံးကြက်သိန်းတွေဖျံငနဲ့ထလာတော့တာ တယ်။စပိန်ကိုအောင်းကောင်းဘယ်ရောက်ဝယ်ထားလဲဦးတည်လား။ဦးကောင်းမြတ်ကခေါင်းခါပြတယ်။ဘာလို့လဲဒါဒီစပိန်ကအောင်းကောင်းကျွန်တော်တခါပြောဘူးလားကဒီစပိန်ကစပိန်သမားအွန်လိုင်းတွေစီးခဲ့တယ်ဘိန်းနဲ့ဦးကောင်းမြတ်ကရုပ်ရက်မျက်မှောင်ကျုပ်လိုက်တယ်။ကျွန်တော်ကိုတစ်ချက်ကြည့်ပြီးစပိန်ကိုတေးချာကြည့်တယ်။ဒီဘက်လက်ကင်မှာအွန်လိုင်းတွေကိုကားတိုက်တုံးကအချိန်လေးပါသေးတယ်။ အောင်ကောင်းဝေဟာစမိန်မော်တင်လာတယ်ကျွန်တော်နောက်ကိုခက်ကြမ်းကြမ်းပုတ်ထုတ်လိုက်တယ်တော်တော့သားဦးစိတ်တွေရှုပ်ရင်းနေတယ်ဒီကိစ္စနဲ့ဘာမှမဆိုင်တာတွေဦးနာမထောင်ကျင်သေးဘူးတားပြန်လို့ရပြီမဟုတ်ဘူးကျွန်တော်စိတ်တယ်ဒီစမိန်ဟာဟောအဲ့ဒါတွေလာကြပြီထင်တယ်ဦးကောင်းမြတ်ကျွန်တော်ရှိကနေထွက်သွားပြီခြံတကောင်းကိုရှောက်သွားပါတော့တယ်နာရီအတွက်လာကြတဲ့ဧည့်သည်တွေတကယ်ပဲရောက်လာကြတာပါကျွန်တော်လဲဥကောင်းမြတ်ကိုနှုတ်ဆက်မနေတော့ပဲသူ့ချန်ထဲကနေကျွန်တော်စပိန်ကိုတွန်းပြီးထွက်လာခဲ့လိုက်တယ် ချောင်းဝန်းကနေဂူရောင်မေးမှရထားတဲ့ပြိုင်မင်းကိုလှည့်မကြည့်မိအောင်စိတ်ကထိုင်းရသေးတယ်။ခုကညနေမောင်သားပြိုးချင်ရောက်နေပြီ။မတော်တဆဟိုတနေ့ကလို့အဲ့ဒီပြန်ရင်းသားမှတစ်ခုခုတွေးလိုက်ရရင်ဆိုတဲ့အတွေးနဲ့တင်ကိုတော်တော်ကြောက်ဖို့ကောင်းနေပြီမို့ဆက်ရ။